ဝမ်းတွင်းမြို့အနီးလှုပ်ခတ်ခဲ့သည့်ငလျင် CCTV မှတ်တမ်းထွက်ပေါ်မန္တလေးတိုင်းဒေသကြီးမိထီလာခရိုင်ဝမ်းတွင်းမြို့၏အရှိတ်ကိုယနေ့ April 3ရက်မနက်ပိုင်းကဗဟိုပြုလှုပ်ခတ်ခဲ့သည့်အင်အား၅၅ရှိငလျင်ကြောင့်ပြည်သူများစိုးရိမ်ထိတ်လန့်ခဲ့ကြရသည်။ရင်းတို့လှုပ်ခတ်ခြင်းသည်24နာရီအတွင်း၈ကြိမ်မြောက်လှုပ်ခတ်ခဲ့ခြင်းလည်းဖြစ်သည်။ မိုးစလာဤထုတ်ပြန်ချက်တွင်မူမြင်းကလင်းတည်အမှတ်စဉ်တရာ28အဖြစ်အင်အားပမာဏ9တသမ5ရစ်ဒါစကီအနက်20ကီလိုမီတာကိုလှုပ်ခတ်ခဲ့သည်ဟုဆိုသည့်အိန္ဒိယထိုင်းနှင့်အမေရိကန်အပါအဝင် နိုင်ငံတကာမိုးလေဝသဌာနများကအတိပေးထုတ်ပြန်ချက်များအရမက်စလာ28ရမစာ၍ယနေ့အထိနောက်ဆက်တွဲငလျင်အကျဉ်းကြီး၄ရာကျော်အထိလှုပ်ခတ်ထားကြောင်းသိရသည်